ဒီကနေ့မှာတော့ကဘာတလွားခီးသွားအစီအစဉ်နဲ့ဆရာအောင်ပါကဘာဘောကစိတ်ဝင်စားစရာအထင်ကြီးနေရာတွေနောက်ယဉ်ကျေးမှုအထိမ့်မတ်အဆောက်အဦတွေဒေသမျိုးစုံကပွဲတော်တွေကဘာလူမျိုးစုံရဲ့မတူညီတဲ့ဒလိတွေနဲ့ထူးထူးခြားခြားပြားလိုက်တွေလိုမျိုးတွားရောက်ပြီးတော့လက်ပတ်တဲ့နေရာတွေကို ပြောပြပေးနေရပါရှင်ကဘာတလွားခီးသွားအစီအစဉ်ကနေ ကျမတို့မဆုမြတ်မွန်နဲ့အတူတူခီးထွက်ကြအောင်ပါရှင် ေသခံတွေကနာပိုလီလို့ခေါ်ကြတဲ့အီတလီနောက်တောင်ပိုင်းက Naples မြို့ဟာအီတလီနိုင်ငံရဲ့တတိယအကြီးဆုံးမြို့ဖြစ်ပါတယ်။ခရစ်တော်မပေါ်ခင်နှစ်ပေါင်းထောင်ချီတည်းကဂရိလူမျိုးတွေတည်ထားခဲ့တဲ့မြို့ဖြစ်တာကြောင့်ဂရိအငွေအသက်တွေကိုဒီကနေ့အထိတွေ့နိုင်ပါတယ်။ Naples မြို့ကိုလာလေသူတိုင်းသတိပြုမိကြမှာကတော့အနီရောင်ငရုတ်သီးတောင်ရှည်လိုပုံစံ Cornicello အဆောင်ပစ္စည်းတွေဖြစ်ပါတယ်။တကယ်တော့မကောင်းဆိုးဝါးရန်ကနေအကာအကွယ်ပေးပြီးတော့ကံကောင်းခြင်းတွေရောက်လာစေဖို့နှွားချိုပုံစံလှုပ်ထားတာပါ အဲ့ဒီချိန်တုန်းကသာသမီထွန်းကားတာကိုကန်ကောင်းခြင်းလို့မှတ်ယူကြတဲ့အတွက်မျိုးအောင်နာကိုကိုစားပြုတဲ့နွားချိုပုံစံလှုပ်ထားတာလို့ပြောကြပါရယ်ဂရိဒနာယီတွေမှာအမျိုးသားတွေသာသမီထွန်းကားအောင်ဆွမ်းဆောင်ပေးနိုင်တဲ့ပရီယာပို့စ်နတ်ဖျားရဲ့ဖိုးအင်္ကာနဲ့လည်းဆက်ဆက်နေတယ်လို့နေပိုလ်စ်မျိုးကန်တွေကယုံကြည်ထားကြပါရယ်တမ္မာ ကြန့်ခိုင်မှုကိုကိုစားပြုတဲ့နွားချိုကို ဩစာကြီးမားမှုကိုကိုစားပြုတဲ့အနီရောင်လှုပ်ထားတာလို့ Naples မြို့မှာ Cornicello အဆောင်ပစ္စည်းတွေကိုထုတ်လုပ်နေသူကရှင်းပြပါရတယ်။ Tutti pensano che il corno sia un portafortuna. ဒီနွားကြီးတွေကကံကောင်းခြင်းတွေကိုယူဆောင်ပေးနိုင်တယ်လို့လူတိုင်းကသိကြပေမဲ့အကာအကွယ်ပေးနိုင်တဲ့အဆောင်ပစ္စည်းဆိုတာသိသူနည်းပါရတယ်။ဒီအဆောင်ပစ္စည်းတွေကိုဟိုးရှီတုံးတွေကသုံးလာခဲ့ကြတာပါ။ Greek တွေရောရောမလူမျိုးတွေပါကိုးကွယ်ခဲ့ကြတဲ့ပေါများကျွယ်ဝမှုနဲ့ကျမ်းမာတန်ဆွမ်းမှုကိုကိုစားပြုတဲ့ Priapus နဲ့ဖျားရဲ့ အင်္ဂါပုံစံလို့ပြောနိုင်ပါတယ်။အနီရောင်ကြောင့်ငရုတ်သီးတောင်ရှိလို့ထင်နိုင်ကြပေမဲ့ငရုတ်သီးမဟုတ်ပါဘူး။ရွှေရောင်ကွတ်ထားတဲ့အတိတ်ပဲကတော့တရဖူစောင်းထားတဲ့အတိတ်ပဲပါ။ချမ်းသာမှုဩဇာရှိမှုတွေကိုကိုးစားပြုတဲ့နာပိုလီဘုရင်မကိုဂုံပြုတဲ့အနေနဲ့တရဖူတက်ပေးထားတာဖြစ်ပါတယ်။ မကောင်းတဲ့ရန်ကနေကာကွယ်ပေးပြီးတော့လက်ကောင်းစေတယ်လို့ဆိုရဲကော်နီချဲလိုအဆောင်ပစ္စည်းတွေဟာလက်ဆောင်အဖြစ်နဲ့ရမှထိရောက်တယ်လို့လည်းယုံကြည်ကြတဲ့အပြင်ဒီအဆောင်တွေကိုဟိုးရှိရှိတဲ့ကလှုပ်လာတဲ့ဤအတိုင်းလက်နဲ့လုံးမှအစွမ်းထက်တဲ့ဆိုရဲအစွဲလဲနေပယ်စဒေသခံတွေမှာရှိကြပါတယ် il corno deve essere fatto di un materiale poroso che deve potersi rompere e che può assorbire အစွမ်းထက်ဖို့ဆိုရင်လေနေပယ်စဒေသကလက်မှုပညာရှင်တွေကိုယ်တိုင်လက်နဲ့လှုပ်ထားဖို့လိုပါတယ် ဆက်တွေနဲ့လှုပ်တာမျိုးရွှေရောင်လှုပ်တာမျိုးမဖြစ်ရပါဘူးအမြင်အရပိုးပြီးတော့တံမိုးကြီးနိုင်ပေမဲ့ဘာအစွမ်းမှရှိမှာမဟုတ်ပါဘူးနေပယ်စကူကူစားပြုတဲ့နွားဂျိုပုံအဆောင်ပစ္စည်းဖြစ်ဖို့ဆိုရင်ရွှွန်စည်းကိုသုံးပြီးလက်နဲ့လှုပ်ရမှာဖြစ်ပါတယ်ပေါ်များကြွယ်ဝမှုချစ်ချင်းမြတ်တာနဲ့ကံကောင်းခြင်းတွေကိုကိုစားပြုတယ်လို့ယုံကြည်ထားကြတဲ့အနီအောင်ကျွဲဂျိုပုံအဆောင်ပစ္စည်းတွေကိုလုံနေကြသူတွေကိုယ်တိုင်ကလည်းဒီဒေတာရဲ့အစဉ်အလာကိုလက်ဆင့်ကမ်းထိမ့်သိမ်းရတဲ့အတွက်ခုံယူကြပါတယ်။ perché comunque fare qualcosa che porta avanti una tradizione della propria delle proprie origini ကိုယ့်ရဲ့နေရအတိုင်းအတေချာလိုက်လုပ်ပြီးကိုယ့်ရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေကိုဆက်ထိမ့်သိမ့်သွားနိုင်အောင်ကြိုးစားရတာအတိပဲရှိပါတယ်ကိုမျိုးကိုဒေတာမှာပဲမိသားစုတွေနဲ့အတူလောက်ကန်ရတာလဲသိတ်ကောင်းပါတယ် ပေါများကြွယ်ဝခြင်းနဲ့ကံကောင်းခြင်းတွေကိုကိုစားပြုတဲ့ကော်နီချဲလိုအဆောင်ပစ္စည်းတွေဟာမကောက်ဆိုးဝရရန်ကနေကာကွယ်ပေးနိုင်တယ်လို့အစဉ်အဆက်ယုံကြည်လာကြတဲ့အတွက်ဒီနေ့အထိ Naples မြို့ကအိမ်တွေစီးပွားရေးလုပ်ငန်းတွေဈေးဆိုင်တွေရဲ့အဝင်ဝရတွေမှာဒီအဆောင်ပစ္စည်းတွေကိုချိတ်ဆွဲထားကြတာတွေ့နိုင်ပါတယ်။ တချို့ကကားတွေထဲမှာတော့မှချိတ်ထားကြပါတယ်။ Io non sono mai venuta a Napoli, mi sono fermata perché spero che i cornetti rossi mi portino fortuna perché နေပဲမျိုးကိုအရင်တခါမှမရောက်ဘူးပါဘူး။ဒီတစ်ခေါက်တော့အနီရောင်နွားချိုအဆောင်လိုချင်လို့လာခဲ့တာပါ။ပြီးခဲ့တဲ့နှစ်ထဲတော်တော်လေးကန်ဆိုးတာတွေနဲ့ကြုံခဲ့ရတာမို့ဒီနှစ်တော့ဒီအဆောင်ပစ္စည်းတွေကကံကောင်းခြင်းတွေခေါ်လာမယ်လို့မျှော်လင့်ပါတယ်။ Siamo venuti in vacanza. eh abbiamo comprato ကျမတို့ဒီကိုအလဲလာတာပါဒီနွားချိုလေးတွေကကန်ကောင်းနေပြောလို့ဝယ်နေတာပါ Naples မြို့ကိုလာလေကြသူတိုင်း Connie Cello အဆောင်ပစ္စည်းတွေကိုအမှတ်တရဝယ်သွားကြလေရှိပါတယ်ဒေသခံတွေအတွက်ကတော့နှစ်ပေါင်းထောင်ချီတဲကရှိနေတဲ့ယုံကြည်မှုတစ်ခုအနေနဲ့ဒီအစဉ်အလာကိုလက်ဆင့်ကမ်းထိမ့်သိမ့်နေကြပါတယ်ဒေသခံနာမည်ကျော်ဘဘူးဆရာကြီးဆိုရင်လေနိုင်ငံကပြပွဲရိမှာ Connie Cello အနီရောင်နွားချိုရုပ်ထုကြီးကိုထည့်သွင်းပြသလေရှိပါတယ် questo corno qua che in questo momento ဘန်ကောက်မှာ2024ခုနှစ်တုန်းကလုပ်ခဲ့တဲ့နှစ်နှစ်တကြိမ်နိုင်ငံတကာနုပညာပြပွဲမှာဒီအနီရောင်နွားဂျိုရုပ်တုကြီးကိုပြခဲ့ပါတယ်ကျွန်တော်တို့တစ်မျိုးလုံးကဆိုင်တိုင်းမှာတွေ့နိုင်တဲ့နွားဂျိုတွေလိုမျိုး ဖန်တီးဖို့စိတ်ကူးရခဲ့တာဖြစ်ပါတယ်အနီရောင်ဟာမကောင်းဆိုးဝါးတွေအပါအဝင်ရန်သူကိုအောင်နိုင်ခြင်းနဲ့ကံကောင်းခြင်းအတိတ်ပဲနှစ်မျိုးရှိတယ်လို့အလဲခေတုံးကယုံကြည်ခဲ့ကြပါတယ်ဒါကြောင့်အီတလီနိုင်ငံအနောက်တောင်ပိုင်းက နာပိုလီလိုဒေသခံတွေခေါ်ကြတဲ့နေပေါ်စ်မြို့သူမြို့သားတွေဟာတမ္မာအားကောင်းမှုကိုကိုစားပြုတဲ့နွားချိုကိုအနီရောင်ပုံစံလုပ်ပြီးတော့အဆောင်ပစ္စည်းအနေနဲ့လက်ဆောင်ပေးကြတဲ့အစဉ်အလာရှိလာခဲ့တာပါ။တမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေအပြည့်နဲ့နေပေါ်စ်မြို့ကိုတွားလဲရဲကော်နီချဲလိုအနီရောင်နွားချိုအဆောင်ပစ္စည်းတွေကိုလည်းနှစ်ပေါင်းထောင်ချီတဲကလက်ဆင့်ကမ်းလာကြတဲ့ယဉ်ကျေးမှုတစ်ခုအနေနဲ့နေရာတိုင်းမှာမြင်တွေ့ကြရမှာ ဖြစ်ပါရဲ့ရှင်။ကျွန်မဆူမြတ်မောင်ပါ။